တိုဘာ2ရက်ကြာသပတေးနေ့အာရုံကုစီတောင်းကြီးအစီအစဉ်စပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ဘုရားသခင်သားတော်ဒီအများသောညီတို့တွင်တန်ဥဖြစ်တော်မူမည်အကြောင်းဘုရားသခင်သည်ရှိမစွာကတည်တော်မူသောသူတို့ကိုသားတို့ဤပုံတရားနှင့်တညီချင်းဖြစ်စီခြင်းကရှိမစွာကခွဲခံမှတ်သားတော်မူ၏။ဆုတောင်းကြပါစို့။ ကောင်းမြတ်ဘုန်းနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားသခင်ယနေ့နာနဲ့အစီအစဉ်အစလေဆုံးသုံးမစလုံးတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်အသွင်တင်လမ်းပြလေကျွန်တော်ကိုလက်ရှောက်နိုင်ဖို့ကောင်းကြီးပေးပါမည်အကြောင်းမြေကြီးပေါ်မှာနှစ်ယောက်တုံးတဘောတူပြီးဆုတောင်းရင်ကျွန်တော်လေမန်ငါရှိမယ်ဆုတောင်းတာကိုနားထောင်မယ်လို့ဂတိပေးတဲ့ကေတင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယုံကြည်စွာကြည်စလို့ချီးမွမ်းလေယနေ့နာနဲ့အစီအစဉ်ကိုရှင်ဖျားလက်တော်ထဲသို့တဘောချင်းတူလေအတူတကွာ စကအနန္ကြပါလေဖဖျာအာမင်ဓမ္မတိချင်းအမတ်64ချစ်တော်မူသည်ကိုကြည်ရှုစင်ကြီးကြလောအပြစ်များတဲ့ကျွန်တော်ကိုဘုရားသခင်ကခေါ်ပြီးတော့မှဘုရားသခင်သားတော်အဖြစ်သူရဲ့မေတ္တာတော်နဲ့ချက်ပြများကိုလှုပ်ပြီးတော့သူသားတော်အဖြစ်အသိမပြုတယ်ရှေ့မစွာကပြင်ဆင်ရတဲ့အချိန်ဖြစ်လာတယ်တွေ့ရတဲ့အခါမှာအတူတူကချီးမွမ်းပြီဆိုကြပါစို့ 照。 ျွန်တော်တို့ဘုရားသခင်ကရှေ့မဆွာတဲ့ကသူ့ရဲ့တရားနဲ့အညီပြန်နဲ့ပြုပြီးမှုဆန္ဒရှိတယ်။ဘုရားသခင်ကကဘာဦးကျောင်းကိုပြန်ကြည့်ရင်ကျွန်တော်တို့သူ့ရဲ့တရားတော်နဲ့အညီဖန်ဆင်းထားခဲ့တယ်။အိုးကဘာဦးရဲ့ဘုရားသခင်က community ပေါ့နော်။တယောက်ချင်းအလွတ်လွတ်တော့ငါတို့ပုံတကနဲ့အညီဖန်ဆင်းကြောင်းဆိုဖန်ဆင်းတဲ့အခါမှာလည်းဘုရားသခင်ဖန်ဆင်းတဲ့တန်ရှင်းသူတွေပါရှိတယ်။နောက်ယောဟန်ကိုပြန်ကြည့်ရင် ်ထွာကြီးဖန်ဆင်းတဲ့တခင်ခရစ်တော်ကိုယ်တိုင်နှုတ်ကပတ်တော်အဖြစ်ခတ်တင်သောအရာကိုဖန်ဆင်းတယ်။ဖန်ဆင်းခြင်းရဲ့ကိလ္လတာတစ်ခုမှမရှိဘူး။ဒီမှာလဲငါတို့ဆိုတဲ့ကမှာသုံးမတစုဖျားကအတူလွတ်လွတ်တယ်။အာရဏိအေဝါကိုတဏ္ဍာနေကြီးဖန်ဆင်းပြီးတော့ဖျားတခင်ကအကောင်းဆုံးထားလာတဲ့အေဒီဥယျာဉ်မှာပြီးတော့သူစကားကိုနားထောင်ဖို့ဒီတရုတ်မစားနဲ့တော့စားတဲ့နေ့မှာမင်းတို့အေကမတဲ့ကျန်တဲ့အကုန်စားတခုပဲဖျားရင်မလုတ်ခိုင်ဘူး လူဟာစာသာရဲ့လိမ္မာစွာလှစ်မလှစ်ပမှုအောက်မှာဖျားကိုယုံရဲ့စာစာသာကိုယုံတဲ့အခါမှာကြာစင်သွားရတယ်ဒါခရိယတက်တာမှာအမတန်ရေးကြည့်ပါလေဖျားစကားစာသာကလည်းစုံနာခရစ်တော်တော်လက်စွမ်းသားနဲ့နော်ဘာနည်းလဲဆိုကျွန်တော်ပထမကြောက်ကြမှုနဲ့ဖျားသားမှန်ရင်ဆိုရတယ်ဖျားသားမှန်ရင်လောကသားတွေနဲ့ပို့ပြီးတော့ထူချရမယ်ဒါမှဖျားကိုယုံလာမယ်ဆိုတော့ ဒီနေ့လောကနဲ့ဆိုင်တဲ့နိတိစကားတွေအများကြီးကြားဘူးလိမ့်မယ်ပြီးတော့မှကြောက်ကြမှုဒင်းတဲ့လူတန်းကကြောက်ကြမှုရှာနေကြတယ်နောက်ဆုံးတစ်ချက်ကယာဒုစီစဉ်ဥစ္စာအလုံးပေးမယ်သုံးခုလုံးကတခင်ရှိကစံစာလာတယ်စံစာလာတယ်စံစာလာတယ်မနေ့ကကျွန်တော်ကျန်တာအတင်းနဲ့အဖွဲနှစ်ဖွဲပူရောင်းလုပ်တဲ့ကျန်တာတွေဝင်များရတဲ့နေရာတွားတဲ့အခါမှာတကယ်ကြီးစွာချီးမွမ်းတယ်။တော့ဒီကျန်စာအားဖြင့် ်ဇာတ်ကိုအောင်ဖို့ဘုရားသခင်ကျွန်တော်အခွင့်ပေးတယ်။ဒါကြောင့်ကဘာဦးပြန်ကြည့်ရင်ဘုရားသခင်နားမထောင်လို့လူဟာကြာဆင်းသွားရတယ်။အရင်တော့ဖန်ဆင်းကြည့်အမြင့်ဆုံးတကြဆင်းသွားတဲ့ခါမှာကောင်းကင်ကအောင်နေနေနေသွားတယ်။ Spirit being အောင်မနေသွားတဲ့ပြီးတော့မှယောမအဝတ်ဆရောက်လာတဲ့ခါမှာထပ်ပြီးတော့ဘုရားသခင်ကသူ့ရဲ့တရားနည်းပြန်ဖန်ဆင်းတဲ့ခါမှာကျွန်တော်ကလူဟာအမြင့်ဆုံးပြန်ဖြစ်လာတယ်။ဩဓမ္မဘာတွေ့ရလဲဆိုရင် ဖျားခင်ရဲ့တဒံနဲ့အညီကျွန်တော်ဖန်ဆင်းနေဆိုတဲ့အခါမှာအဲ့လိုတဒံနဲ့အညီကျွန်တော်တို့ဘယ်လိုအသက်ရှင်မလဲတဒံနဲ့အညီဖန်ဆင်းပြီးတော့ကျွန်တော်ရဲ့ဘိုးဘေးကြီးကြဆင်းခဲ့တယ်ဒီနေ့ဆက်ပြီးတော့ဖျားတဒံနဲ့ဖန်ဆင်းတော့ကျွန်တော်တို့ဘယ်လိုအသက်ရှင်ကြမလဲကဘာမတိမရှိရှိမိကစာသာနေကျွန်တော်လှေစားတတ်ပါတယ်ဒါပထမဆုံးအချက် ဖျားခင်ရဲ့တရားနည်းညီဖန်ဆင်းတဲ့ကျွန်တော်ဘယ်လိုအသက်ရှင်ရမလဲဆိုရင်နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်လက်လျှောက်ခြင်းကျမ်းစာကမ္ဘာမှာအယောင်ရောက်ဆုံးပါဖတ်တဲ့လူအနည်းဆုံးဖတ်တဲ့လူအနည်းဆုံးမှာတော့လက်လျှောက်တဲ့လူနည်းတယ်ဆင်ခြင်ပြီးတော့လက်လျှောက်တဲ့လူနည်းတယ်ဒါရှင်ရကုအခန်းကြီး1အငယ်စနစ်ကနှုတ်ကပတ်တော်ကိုနားထောင်ရင်မကလက်လျှောက်ကြင်ကြံပါ ဒါကြောင့်ကျွန်တော်တို့ဖျားသခင်နှစ်ခုတော့လည်းလက်လျှောက်ကျင့်ကြံရေးကျွန်တော်တို့မြင်တဲ့လူတွေကဖျားသခင်ချီးမွမ်းစရာဖြစ်မယ်ကျွန်တော်ယုံကြည်ခြင်းကလည်းရှင်တန်တဲ့ယုံကြည်ခြင်းဒါမှမဟုတ်ကျွန်တော်ယုံကြည်ရအသေးလေးဖြစ်လိမ့်မယ်စာသင်ရဲ့တွေးဆမှုအမှတပိုင်းမင်းလဲနေကြမယ်ကျမ်းစာကျမ်းစာကျမ်းစာနဲ့အောင်မြင်ရေးသခင်ရှုခဲ့သူကျွန်တော်တို့အသက်တာကိုမင်္ဂလာဖြစ်မယ်ဒုတိယဘလူးသက်ဆောင်တယ်ခရစ်တော်ကိုယ်တိုင်အရှင်ပြခဲ့သောအသက်တာကိုတင်ယူ လေ့လာဖို့ဖြစ်ပါတယ်။ဒါကြိလေကျွန်တော်ယောမအခန်းကြီးစနစ်အငယ်နှစ်မှာပြောထားပါတယ်။ဒီနို့ဒီလောကီပုံနကံကိုမဆောင်ကြနေ။ကောင်းမြတ်သောအရာနှစ်တဲ့ဖွယ်သောအရာစုံလင်သောအရာဒီဟုသောဖျားခင်အလိုလိုရှိသောအရာဒီအဘယ်အရာဖြစ်ဒီကိုတင်းနေမြအကြောင်းစိတ်နှလုံးကိုအတိပ္ပိဆိုရေပုံတံပြောင်းလဲခြင်းတို့ရောက်ကြတော့လောကီဘုံမဆောင်တဲ့ ဒီနေ့လောကီပူဆောင်လောကရရပုံသွင်းနေလိမ့်မယ်လောကီပုံလည်းဘရမောင်ဆောင်မနဲ့လောကီပုံကနေခွတ်ထက်ပါအင်မတန်အရေးကြီးပါတယ်နော်ဒါကြောင့်ဒီနေ့ပြန်ကြည့်ရင်တခင်ရှိတော့တချို့နေရာတွေမှာချမ်းသာတဲ့လူကဖျောက်ရင်နိုင်ငံတော်ဝင်ငေးတယ်တဲ့ကလောအန်ဖာဝင်လို့ရမယ်တဲ့ချမ်းသာတဲ့လူကဝေဝခဲ့တယ်ဆိုတော့တခင်တမန်တော်ရဲ့အာဟာတင်တယ် ဘာလို့သူတို့အယူဆမှာချမ်းသာတယ်ဆိုတာဘုရားခင်ပေးတဲ့ကောင်းကြီးမင်္ဂလာလက္ခဏာလို့သူထင်ကြတယ်ဒါယောဘဝတ္ထုမှာသူဖြစ်တဲ့အခါမှာမင်းဘုရားနဲ့မမှန်လို့မင်းဥစ္စာတွေတင်ခါရတယ်လို့ပြောကြတယ်တနည်းအားဖြင့်ချမ်းသာတဲ့လူတွေရဲ့အတ္တဓမ္မပြန်ကြည့်ရင်အခြေခံကြတဲ့ခန္ဓာပိုင်းလူအချက်တွေပြည့်စုံတော့ကြောင့်သူတို့ကိုသူတို့အားကိုးတတ်ကြတယ်အဲ့ဒီပုံမှာသူတို့ပြီးကိုအားကိုးကြတယ်သူတို့စိတ်ထဲမှာဒါမဲ့ဟာနေလို့ခံစားနေရတယ် အဲ့လိုဖြစ်လာတဲ့အခါမှာဟိုပစ္စည်းဝယ်လိုက်ဒီပစ္စည်းဝယ်လိုက်လူတွေဟာဒါတွေလုံလို့ရှိရင်ငါတို့ဖယားနဲ့မှန်းနေဆိုတော့သူတို့တက်တည်ပြတဲ့အနေနဲ့လှုပ်ဆောင်နေတယ်ဆိုအများကြီးတွေ့ရတယ်ဒါသခင်ရှုကကျွန်တော်တုံတင်တဲ့အခါမှာဒီလောကနဲ့အရာတွေကျေဝခြင်းပြည့်စုံလူလုံးချင်းထဲမှာချုပ်တည်ခြင်းဘယ်လိုဖြစ်လာနိုင်ကြလဲဆိုရင်ဓမ္မသခင်ရှုပြောပြီးယာယီပျက်စီးတတ်တဲ့အပေါ်မှာကျွန်တော်တို့က ဲ့ဒီပိုင်ဆိုင်မှုမှာအရေးကြီးကြီးမထားဘဲနဲ့ထာဝရအတက်ကိုပိုင်ဖို့အတွက်အလေးထားပါဒီလူငယ်လေးဟာရှိသမျှရောက်ဆိုတော့ထာဝရအတက်ထဲဥစ္စာပစ္စည်းပေါ်မှာတတ်မဲ့ပဲတော့ကြောင့်သူဝန်နေစွာထွက်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါဒီလူပြောတဲ့ကမှာတမန်တော်တွေကအောင်းမယ်ဘာလို့သူတို့မိနာချမ်းသာခြင်းဆိုတာဖျားကြီးကောင်းကြီးမင်္ဂလာမဟုတ်ဘူးလားလို့သူတို့ကအမြဲတမ်းထင်နေကြတ တနည်းအားဖြင့်ချမ်းသာခြင်းကဘုရားခင်ဆုချတယ်လို့ဆိုထင်နေကြတယ်ယနေ့လေဒီအမြင်မှာကျွန်တော်ဒီအခြေအမြင်တွေဒီခရိယန်တွေကအများကြီးရှိတယ်အခုလိုခက်ခဲတဲ့ကာလမှာပုံတော်ကျွန်တော်ခရိယန်တွေထဲမှာဒီအမြင်တွေကပုံပြီးကျေပြန်လာတယ်လူတွေကပုံပြီးတော့အဲ့ဒီအပေါ်မှာအားကိုးလာတယ်နားထောင်လာကြတယ်ကျွန်တော်ယုံကြည်ခြင်းကယုတ်ဘူးဒီပစ္စည်းပိုင်ဆိုင်မှုကောင်းစားခြင်းမှာငွေလုံနေဖို့မဟုတ်ပါဘူး ယုံကြည်ခြင်းဟာယုံကြည်သူအချင်းချင်းခက်ခဲစွာအသက်ရှင်တဲ့လူတွေကိုကုမရှိတဲ့စီးတဲ့ဥစ္စာကိုဝေမျှခြင်းဖြစ်တယ်။ဤကဲ့သို့အစီအကံကြီးကိုဖျားခြင်းအလိုလိုရှိတယ်။ကြောက်တဲ့ခင်ရှုရှိကိုယာကုနဲ့ယောဟန်ရောက်လာတယ်။ရှင်မသိမှာတော့သူမိခင်ကြီးလာပြောတယ်လို့ပြောကြတယ်။အဲ့ဒီမှာဘာလို့တောင်းလဲဆိုရင်ဟာ စည်းစိမ်နဲ့ကြွေဝခြင်းဘုရားခင်လက်ရပဲလက်ဝဲဝဲထိုင်ခွင့်ပေးပါခရစ်ချင်းချင်းပေးချလိုက်တယ်။တနည်းအားဖြင့်သခင်ယေရှုရဲ့နိုင်ငံတော်မှာယာကုပ်နဲ့ယောဟန်ညီကိုတွေကအမြင့်ဆုံးယာဒူးကိုလိုချင်ကြတယ်။သို့တော့သခင်ယေရှုကကြီးမြတ်သောစေခိုင်းမှုဆိုတာဘာလဲဆိုတာကြီးမြတ်သောအရာဘာလဲဆိုတာသူ့ကိုတုံ့နေပေးတယ်။မင်းတို့အကြီးမြတ်ဆုံးဖြစ်ခြင်းရင်သူတပါအစေခံရမယ်။ငါကိုယ်ရင်လောကကြီးလာတာ သူတပတ်အစီခံမှုလာတယ်လို့ခရစ်တကုတ်တိုင်းမိမာခဲ့တာကျွန်တော်တွေ့ရတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအများစုမှာတော့ကြီးမြတ်မှုကိုသူတို့လူတယောက်ရဲ့ဆွမ်းဆောင်နိုင်မှုအောင်မြင်မှုကျေဝါမှုနဲ့သူတို့တိုင်းတာကြတယ်။ဖျောက်ခင်နိုင်ငံတော်မှာတော့ကြီးမြတ်ခြင်းဟာလူတွေအတွက်အသက်ပြီးအသေးခံခြင်းလူတွေကိုအစီခံခြင်းအဲ့ဒါကဖျောက်ခင်နိုင်ငံတော်မှာအကြီးမြတ်ဆုံးဖျောက်ခင်ရဲ့ the paradigm shift ဆိုတဲ့အခါမှာ တစ်ဖက်ကကျွန်တော်လောကအမြင်ခုနပြောသလိုစီးပွားရေးလောကသားတွေအဲ့လိုမြင်တယ်ဒါပေမဲ့ဘုရားသခင်နိုင်ငံတော်မှာတကယ်တမ်းဝင်စားခြင်းနဲ့ဘုရားသခင်သားသမီးတွေခရစ်တော်ပြောလာကငါလောကကြီးကိုလာတာမင်းတို့အစီအစီခိုင်းဖို့မဟုတ်ဘူးမင်းတို့ရဲ့အစီကိုခံဖို့ဘလို့အစီခံမလဲအသက်ပေးသည့်တယ်အောင်အစီခံဖို့ဒီနေ့ကျွန်တော်တို့ခုနလူငယ်လေးရဥစ္စာလေးပေါသွားမှာတော့စိုးရင်ဒီလို့ ဘုရားရှင်နိုင်ငံနဲ့ဝေးတော်ရတယ်။ကြောင့်ဒီကနေ့ကျွန်တော်တို့ဒီကျွန်တော်လိုအပ်ချက်တွေပြည့်စုံလာဖို့ပြည့်ဝလာဖို့ရှာဖွေမယ့်အစားအခြားသူများရဲ့လိုအပ်ချက်ပေါ်မှာဘလို့အစီခံနိုင်မလဲဆိုတာစဉ်းစားခြင်းကဘုရားရှင်နိုင်ငံတော်မှာအကြီးမြတ်ဆုံးသောအခွင့်ဖြစ်တယ်။ဒါကြောင့်အရာရာတိုင်းမှာနေရာတိုင်းမှာကြီးမြတ်ဆုံးဖြစ်ခြင်းရင်းနဲ့အစီခံပါ။ဒီနေ့ကျွန်တော်တို့ထူကဲ့သို့အစီခံခြင်းအဖြစ် ဘုရားသခင်အလိုတော်ဒီကောင်းကင်ဘုရားပြည့်စုံလို့အမိမောင်နိုင်ငံကြီးမှာပြည့်စုံဖို့ဘုရားသခင်ရဲ့နိုင်ငံတော်မှာအကြီးမြတ်ဆုံးသောဖြစ်ဖို့ဘုရားရဲ့နှုတ်ခွန်းတော်တိုင်းအသက်ရှင်ဖို့ဖြစ်ပါတယ်။ခဏိအတွက်မြန်မာနိုင်ငံခရိယန်အတင်းတော်မဟုတ်ဆိုဆုတောင်းရကော်မတီရဲ့ဆုတောင်းဆုတောင်းခြင်းတစ်ချက်ကတော့ကျွန်တို့အားဘုရားခင်ပုံတံတော်နည်းအညီဖန်ဆင်းခြင်းခံရသောကြောင့်ကျွန်တို့၏အသက်ရှင်မှုတိုင်းဒီ ဖရာဘုံတော်ရှုံ့ကြစီရမဖြစ်ပဲနဲ့ဘုံတော်ချီးမွမ်းစရာဖြစ်ဖို့လောကီပုံတကမဆောင်ဘဲနဲ့ဖရာရဲ့တည်တည်အရာတွေကိုရွေးချယ်တတ်ပြီးအသက်ရှင်နိုင်ဖို့စီတောင်းဖို့ဖြစ်ပါတယ်။ကျွန်တို့အားဖြင့်ဖရာခင်ဘုံတော်သည်အယက်ရကိုထွန်းနှင်းစီမိအကြောင်းကျွန်တော်ထိတွေ့သောသူတိုင်းထိုအလင်းကိုကူးဆက်ပါမည်အကြောင်းစီတောင်းပြီးဖို့ဖြစ်ပါတယ်။ဝိနည်းရှင်များနဲ့မင်္ဂလာဇနီးမောင်နှံတို့လည်းတတိယစီတောင်းကြပါစို့။ ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖက်မြတ်စွာသောဘုရားသခင်ဘုရားသခင်ရဲ့တရားတော်နဲ့အညီဖန်ဆင်းတဲ့ကျွန်ုပ်တို့သည်ဘယ်ကဲသို့ဖြင့်တရားတော်ကိုပေါ်ပြရမလဲဆိုတာကျွန်တော်တို့နှုတ်ကပတော်အပြည့်ခံစားပါပြီ။မှောင်မိတ်ချိန်မှာအံ့ဝင်သောအလင်းတို့ခေါ်ဆောင်တော်မူတဲ့ကိုရဟေဂုံကြီးစုတော်ကိုကျွန်တော်အသက်တာအားဖြင့်လူသားတွေမြင်ဖို့ကိုလိုရှင်ခေါ်ထားတဲ့အတိုင်းပဲကျွန်တော်ဒီယိဘရဟိမင်းရှင်မျိုးတွေ ခရစ်အပေါင်းတင်နေဖြစ်သောကြောင့်ထိုကဲ့သို့ကရဂုဏတော်ကိုကျွန်တော်အသက်တာနဲ့လူတွေမြင်လာဖို့ကရကောင်းကြီးပေးတယ်မပါ။ဤကဲ့သို့တော့အာဖြစ်သွားတဲ့နေရာတိုင်းမှာကိုရရဲ့အလင်းဘုံတော်ထင်ရှားဖို့ကိုတော်ဖြစ်စေတယ်မပါ။ယေရှုရှင်မြတ်စွာဘုရားသခင်ဒီနေ့မွေးနေ့ကြတဲ့မွေးနေ့ရှင်မြတ်တဲ့၎င်းမင်္ဂလာဇနီးမောင်နှံများတဲ့၎င်းထိုကဲ့သို့သောမင်္ဂလာနဲ့ပြည့်စုံတဲ့သူတို့ရောက်တဲ့နေရာတိုင်းမှာခရစ်ယာန်ဂုံကျေးဇူးတွေများကိုသူတို့အသက်တာအပြည့်ဖော်ပြခြင်း လောကနဲ့ဆိုင်တဲ့အရာတွေကိုကောင်းကြီးပေးတဲ့အခါမှာအဲ့ဒီပုံမှာမွေးလို့ခြင်းမရှိဘဲနဲ့လူအနေနဲ့လူတွေကိုကိုယ်စီခိုင်းတဲ့အတိုင်းအစီခံပြီးတော့ဖြည့်ဆွံပေးနိုင်ဖို့ကောင်းကြီးပေးပါမယ့်အကြောင်းဆုတောင်းကြတဲ့အခါမှာသခင်ဘုရားကိုယ်တော်တိုင်တည်မြဲခဲ့တဲ့ပထနာတော်အတိုင်းကျွန်တို့တို့သည်သဘောချင်းတူလျက်မေတ္တာပို့လျက်ဆုတောင်းကြပြီးမှကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်၏အဖာကိုယ်တော်ဤနာမတော်အားယူသည်လေးမြတ်ခြင်းရှိပါစေတော် နိုင်ငံတော်တည်ထောင်ပါစေတော့အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံကြသို့မြေကြီးပေါ်မှာပြည့်စုံပါစေတော့အသက်မွေးလောက်သောစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမာသောပြမြားကိုကျွန်ုပ်တို့သည်လွတ်တကယ်သို့ကျွန်ုပ်၏အပြစ်များကိုလွတ်တော်မူပါအပြစ်တွေဆောင်ရသောအနိုင်မပါစေဘဲမကောင်းသောအမှုများမှလည်းကယ်နှုတ်တော်မူပါအဆိုးပိန်သောအခွင့်နှင့်ဘုန်းတော်ကိုအာနုဘော်တော်သည် ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်ဓမ္မကြီးအမှတ်313ဖြောက်မှတ်မိကျွန်တော်တို့ယုံတော်သူများကြောင့်ဖြောက်မှတ်မယ်ခရီးဆိုင်သောကြောင့်တို့ကိုကျွန်တော်တို့အသက်တာမှာတန်ရှင်းမယ်ဆောင်ရွက်ရလူတွေများသောကြောင့်ခွန်အားနည်းပြို့ကိုဆုတောင်းတဲ့သဘောနဲ့နှစ်ပိုက်ပဲရှိပါတယ်နှလုံးသားတွေမှာခံယူပြီးဆိုကြပါစို့ Oh. oh. ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမျက်စွာသောဘုရားသခင်ကျွန်ုပ်တို့သည်လောကီပုံနှံကောင်းမဆောင်မဲနဲ့ကောင်းမြတ်သောအရာမြတ်တဲ့ပွေသောအရာစုံနေတဲ့အရာဒီဟုသောဘုရားသခင်အလိုတော်ရှိသောအရာသည်အဘေးအရာဖြစ်ဒီကိုတင်နိုင်မည်အကြောင်းစိတ်နှလုံးကိုအတိပင်စေပုံတံပြောင်းလဲခြင်းသို့ရောက်တော်အားဖြင့်ကျွန်တော်တို့ရောက်တဲ့နေရာတိုင်းမှာကိုရရှင်အလင်းကိုထွန်းလင်းနိုင်တဲ့သာသမီအတိအပြီးဖြစ်တည်အောင်မင်္ဂလာဖြစ်ဖို့ရာ ထာဝရဘုရားသည်ကျွန်တို့ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေတော့ကျွန်တို့ပေါ်မှာကိုရရဲ့ရွှေမျက်နှာအလင်းတော်ကိုလှည့်လက်ကျွန်တို့အားဂယုဏကျေးဇူးပြုတော်မူပါစေတော့ကျွန်တို့ကိုမြှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဘုရားသခင်ရဲ့မေတ္တာတော်တားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့မိတ္တာပွင့်ခြင်းကျေးဇူးအပေါင်းတို့သည်အမိမြတ်နိုင်ငံကြီးပေါ်နဲ့၎င်းကျွန်တို့ရောက်တဲ့နေရာတိုင်းမှာ လူတို့သည်ဒုက္ကဉ္စမင်္ဂလာကိုနေမဆာပြေကဘာဆက်ဆက်ကံစားစံစားနိုင်ပါစေတော့အာမင်